ကြီးဒါနောင်ချိုသွားရမယ်နောင်ချိုသွားခိုင်းနေပြီနော်အမကြီးကွန်တေနာကြီးနေနေကြည့်လိုက်အကြမ်းကြီးနောင်ချိုကိုကျွန်တော်တက်မတော်ကနော်ပြန်လဲရောက်ရှိတော့မှာဖြစ်တယ်တိတ်တိတ်ချာချာလေ့ကျင့်ပေးမထားသေးတဲ့လူငယ်တွေကိုသူတို့ရဲ့ရန်သူတော်လိုင်းကြီးတပါးတွေရှိတဲ့နေရာမှာတွားပြီးတော့အသွင်ယူရှို့လုပ်ခိုင်းတယ်ဆိုတာပြေလွင့်နေပေါ်လာပါကလေးတတာပဲရှိနေတဲ့အဲ့ဒီလူငယ်လေးတွေရဲ့တေးရရှိကိုစစ်ကောင်စီကတံပိုးမထားဘူးထက်မတွေးဘူးထက်မတွက်ဘူးဆိုတာထင်ရှားပါတယ်။ ။ဟယ်လို Charity မြဘာပြည်သူညကိုမော်တော်မများအားလုံးပဲမင်္ဂလာပါ။ Newspeak Channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါရစေ။2025ခုနှစ်မေလ28နေ့ရက်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာနောက်ဆုံးကြားသိရတဲ့တော်လန်တရင်ထူတရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးချဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်။တို့ဗီဒီယိုဒီမှာကြည့်ခင်မှာခါတိုင်းလိုပဲအယုံဆုံးအနေနဲ့တော်လန်တဲ့ရင်တိုလေးတွေကြည့်လိုက်ရအောင်နော်။ပထမအဆုံးတဲ့ရင်တပိုးအနေနဲ့ကတော့ခရင်ပြည်နယ်ထိုင်းမြန်မာနယ်ဆက်တီဘော်ဘုစကန်ကိုစစ်ကူလာတဲ့အင်အား80ကျော်ပေါ်စစ်တပ်စစ်ကြောင်းတစ်ခုလုံးကိုကယ်နယ်လေးပူးပေါင်းတပ်တွေကနေပြီးတော့မှ ချိန်မုံးလိုက်ပြီးတော့မှစစ်သား30ကျော်အရှင်ဖမ်းမိပြီးအများပြားတေဆုံးသွားတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းကတေဖို့ဖို့တော့ဖို့လာတာ DKB ဌာနချုပ်နားရောက်မှာတော်လိုင်းတက်တွေကနေပြီးတော့မှပေးဆိုပြီးတိုက်ခိုက်တာအခုတော့ရှင်းတော့ပါပြီ။စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်သွားပြီးစစ်ကြောင်းမှာအင်အား82ဦးပါတယ်။ဂျာဖဲတက်တယ်မှာ30ကျော်လက်ရှိအရှင်မိထားတယ်။ဂျန်နာတွေအကုန်လိုက်ရှင်းနေတယ်လက်နက်တွေလည်းရထားတယ်။လေရင်လာကျဲနိုင်လို့တတိထားနေရတယ်။မနေ့ကနေဒီမနေ့ပိုင်းမှာအဖြေကြဖြတ်တိုက်ခိုက်တာပါဆိုပြီးတော့မှ စေတရမီကလည်းမြန်မာပြောဆိုထားတာပဲဖြစ်ပါတယ်ဒါတော့စစ်ခွေးစစ်ကြောင်းတစ်ခုလုံးလိုက်ကိုကျွန်တော်ဘက်ကကလည်းမြန်မာခုဆိုရင်ဂျီမွန်တခန့်နေတာမြန်မာဒီ30ကျော်လောက်ဆိုတော့အရှင်ဖတ်မိထားတာပဲဖြစ်ပါတယ်ကျွန်တော်ထမင်းတွေလည်းကြွေးရအောင်ပါပေါ့နော်အဲ့လိုမျိုးလုံနေမှာစာကျွန်တော်တော်လိုင်းရဲဘော်တွေကလည်းမြန်မာပြောထားသလိုပဲဒီဖန်စီယာမိတဲ့စစ်တုံးပန်းတွေကိုကျွန်တော်အနေနဲ့အရှင်မထားတင်တော့ဆိုတော့ပြောဆိုမှုတွေနဲ့တူခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့တွေပုံမှာပြပြတတနဲ့အလို့ဆောင်ရတော့မှအချိန်ပဲဖြစ်ပါတယ်နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့ မန္တလေးတိုင်းမြင်းချံမြို့ပေါ်မှာရှိတဲ့ခရိုင်ရုံးရဲတင်တန်းကြောင့်ဇီးချံစစ်တပ်ဂိတ်နဲ့စကောဝါဂိတ်တို့ကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှုစစ်သားနဲ့ပြူစော်တီရှစ်ဦးတေဆုံးခဲ့တယ်ဆိုတော့နောက်ထပ်တရင်ကောင်းလေးပဲဖြစ်ပါတယ်။စကားတော့မသိနိုင်ခဲ့ဘူးမြို့ပေါ်ဆိုတော့တရင်ပေါ်တဲ့အပိုင်းတွေလည်းပါမယ်။တိထားရတဲ့အင်အားထက်3-4စားလောက်များနေတာရှိတယ်။အဲ့လိုဆိုတော့လက်နက်တွေလည်းမရခဲ့ဘူးဒီစစ်စင်ရေးအတွင်းမှာပြည်သူတွေတိုက်ခိုက်မှုရှိတယ်လို့ကြားတယ်။မြို့ပေါ်ပြည်သူတွေအနေနဲ့ဆေးဥဆုနဲ့နေတဲ့နေရာတွေမှာမနေကြဖို့အဓိကမေတ္တာရက်ခံချင်ပါတယ်ဆိုပြီးတော့မှမြင်းချံ Black Tiger MBT တပ်ဖွဲ့ကောင်းဆောင်ဘူမိုက်ခန်းနဲ့ပြီးတော့မှ ြောဆိုထားတာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်အားလုံးတည်ထားတဲ့အတိုင်းဟုတ်ဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါ့နော်ဒီလိုမျိုးဒီခြေပြက်လက်ပြက်တွေနဲ့တေဆုံမှုတွေလည်းရှိနေတာပြီးတော့မှကျွန်တော်မြင်းချံမျိုးပုံမှာဆိုတော့မြို့သိမ်းတပ်ဖွဲ့တွေမှာကြာခင်မှာတော့စတင်ဖို့ရှိနေတာပဲဖြစ်ပါတယ်မြင်းချံတောင်တာနှထိုးကြီးစားတဲ့ကျွန်တော်ရဲ့ဒီအညာမြေစစ်စင်ရဆိုတော့ဟုတ်ဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့စခန်းတွေပြီးတော့မှတို့အထိုင်ချထားရတဲ့ gate တွေကိုလည်းကျွန်တော်တွေနဲ့ဝင်ရောက်တိုက်ခိုက်နေတာမို့လို့ပြီးတော့ရင်းနေနဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှမကြာခင်မှာအသေးစိတ်တရင်ကောင်းတွေကြားရမယ်လို့ညွှန်လင်းရတာဖြစ်ပါတယ် ကဲကျောင်းဒီနေ့ညပထမဆုံးအနေနဲ့ကျမကတော့မနေ့ကမန္တလေး PDF ကနေပြန်မထုတ်ပြန်လိုက်တဲ့အတိုင်းသူတို့တပ်ဖွဲ့တွေမှာဒီစက်ကောင်စီရဲ့တရှိုဒလန်တွေရှိနေတယ်ဆိုတဲ့အကြောင်းကိုပြောဆိုမှုအပြီးမှာပဲဦးသိမ်းမြတ်နဲ့ပြန်မစက်ကောင်စီရဲ့အရင်ခဲဆစ်ဆစ်ကလေးကလို့လေးလို့ထားရှိတယ်ပေါ့နော်ဒီတရှိုဒလန်တရင်ထောက်လန်းတဲ့ပုံစံတွေနဲ့ပတ်သက်ပြီးတော့မှသူ့အမြင်ကိုတုံ့တက်ပြောဆိုထားတာဖြစ်ပါတယ်ဦးသိမ်းမြတ်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်တော်လိုင်းအဖွဲ့တွေအတွင်းကိုဝင်လာတဲ့တရှိုတွေဟာတော်လိုင်းသမားတွေရဲ့လိပ်စာဖုန်းနံပါတ်တွေကိုတောင်းယူစုဆောင်းပြီးတော့ ထောက်လိုင်းရေးကိုတရင်ပေးပို့ကြပါတယ်တော်လိုင်းရေးသမားတွေကိုတက်ကထွက်ပြေးအောင်သွေးထိုးလှုံ့ဆော်ပါတယ်စိတ်တက်ကြအောင်ပြောဆိုပါတယ်ထွက်ပြေးဖို့လမ်းကြောင်းကိုလည်းရှာဖွေပေးကြပါတယ်သူတို့စီကိုဝင်လာတဲ့တရှိုးတွေဟာအသက်20ဝန်းကျင်လူငယ်အမျိုးသားအမျိုးသမီးတွေလို့ဆိုပါတယ်ရုပ်တိရှိအောင်လူငယ်တွေကိုစစ်ထောက်လိုင်းရေးကတုံးတာကလည်းအကြောင်းအကျောင်းပါဒါပေမဲ့အဲ့ဒါလို့တုံးတဲ့အပေါ်ကနေစစ်ထောက်လိုင်းရေးရဲ့စိတ်တက်ကိုလှမ်းမြင်ရပါတယ်အဲ့ဒီလူငယ်လေးတွေဟာအသက်20ဝန်းကျင်ဆိုတော့ထောက်လိုင်းရေးလုပ်ငန်းတရှိုးလုပ်ငန်းကို တိတိကျကျလေ့ကျင့်ပေးထားပြီးသားမဟုတ်နိုင်ဘူးဆိုတဲ့အချက်ကိုမြင်ရပါတယ်တိတိကျကျလေ့ကျင့်ပေးမထားရတဲ့လူငယ်တွေကိုသူတို့ရဲ့ရန်သူတော်လိုင်းတွေပါတွေရှိတဲ့နေရာမှာတွားပြီးတော့အသွင်ယူတချို့လုတ်ခိုင်းတယ်ဆိုတာဟာတေရွဲ့နဲ့ပို့တာပါပဲခလေးတာတာပဲရှိသေးတဲ့အဲ့ဒီလူငယ်လေးတွေရဲ့တေရဲရှည်ရဲကိုစစ်ကောင်စီကတံပိုးမထားဘူးထက်မတွေ့ဘူးထက်မတွေ့ဘူးဆိုတာထင်ရှားပါတယ်မင်းတို့အသက်ခံရလို့ရှိရင်ရောကြီးပေးလိုက်မယ်ဆိုတာတော့ပဲစဉ်းစားထားဖို့ရပါတယ် ူမြသားသမီးဆိုတော့သူတို့သားသမီးမဟုတ်လို့အဲ့လိုအသက်နဲ့ရင်းပြီးတော့စွန့်စားခိုင်းတာပါစစ်ကောင်စီဗိုလ်ချုပ်တွေရဲ့သားသမီးတွေဟာအဲ့လိုတရှိုးအလုတ်တို့စစ်တိုက်တဲ့အလုတ်တို့ကိုဘယ်တော့မှမလုပ်ပါဘူးသူတို့သားသမီးတွေကိုတော့စီးပွားရေးပဲလုပ်ခိုင်းပါတယ်နိုင်ငံခြားပို့ပြီးကြောင်းထားခိုင်းပါတယ်တထေးလုပ်ခိုင်းပါတယ်ဦးသိမ်းမြောက်ကစစ်ကောင်စီထောက်ခံတဲ့လူငယ်တွေနဲ့စစ်ကောင်စီဗိုလ်ချုပ်တွေကိုတွေးခွဲနေတာပဲလို့တချို့ကထင်ကောင်းထင်ကြပါလိမ့်မယ်ဟုတ်ပါတယ်တွေးခွဲပေးနေတာပါခွဲတိုက်လို့ခွဲပေးနေတာပါကျွန်တော်ပြောနေတာမှန်မှန်တဲ့စကားတစ်လုံးမှမပေါ်ပါဘူးလူငယ်တွေကိုကြွဆက်သွင်းနေတာ ခွေးဆက်သွင်းနေတာကိုမကြည့်ရလို့အမှန်တိုင်းပြောပြပြီးတော့သွေးခွဲပေးနေတာပါဒါဟာနိုင်ငံသားလူကြီးတယောက်အနေနဲ့ပဲဖြစ်ဖြစ်တက်ကြွတဲ့သတင်းသမားတယောက်အနေနဲ့ပဲဖြစ်ဖြစ်လုပ်ကိုလုပ်ရမယ်အလုပ်ပါတာဝန်တရပါအချိန်ကာလတစ်ခုအလုပ်လုပ်ပြီးလို့သူတို့လုပ်တဲ့လုပ်ရပေါ်သွားပြီဆိုလို့ရှိရင်တော့အဲ့ဒီလူငယ်တွေဟာတက်ပြေးဖြစ်နေထွက်ပြေးကြတယ်လို့ဆိုပါတယ် အဲ့လိုလူတချို့ကိုမန္တလေး PDF ကနာမည်စည်းရဲနဲ့တကွာထုတ်ဖော်ကြေညာထားပါတယ်။နာမည်တချို့ကိုကောက်နှုတ်ဖော်ပြရရင်တော့ရဲသွေးကျော်စင်ထက်ပန်းဤဖြူမင်းမြတ်တို့ပိုင်အားကဦးကျေစင်လင်းကျော်ပြည့်အောင်ဆိုတဲ့လူငယ်တွေပါ။နောက်ထပ်9ယောက်10ယောက်ကိုလည်းနာမည်နဲ့တကွာဖော်ပြထားပါသေးတယ်။သူတို့ကိုကြီးအချင်းကိုလည်းဖော်ပြထားပါတယ်။သူတို့ဓာတ်ပုံလေးတွေကိုကြည့်ရရင်စိတ်ထဲမှာမကောင်းပါဘူး။ခလေးတာတာလေးတွေပဲရှိပါသေးတယ်။လူကြီးတောင်ပြီးပြင်းပြင်းမဖြစ်သေးတဲ့လူမမယ်လေးတွေပါ။ဒါလေးတွေကို သိချင်းသိရှင်းချင်းရှင်းဖြစ်ချင်းအဖြစ်ဆိုပြီးတော့တေထွန်းနဲ့တွန့်ပို့ထားတာပါသူတို့ဟာတက်ပြည့်ဖြစ်သွားတော့လေရဲဘော်ရီစီကိုမုတ်ပုတ်ပေးမယ်ပစ္စည်းပုတ်ပေးမယ်လို့ပြောပြီးတော့တီနီယာတိရအောင်စုံစမ်းကြတယ်လို့ဆိုပါတယ်တီနီယာတိအောင်စုံစမ်းမယ်တိရင်ထောက်လန်းရေးကိုသတင်းပေးမယ်လေရင်နဲ့လာပြီးတော့ဘုံကျဲမယ်ဆိုရက်ဖြစ်စင်တွေကသူတို့လုတ်ရိုးလုတ်စင်တွေပါတပ်ဖွဲ့ဝင်အမျိုးသမီးတွေရဲ့အကောင့်အတုတွေဖန်တီးပြီးတော့ရဲဘော်တွေကိုလှန့်ကျူတာလှန့်ချူတာမျိုးတွေလည်းလုပ်ကြတဲ့လေလို့ဆိုပါတယ်။ထောက်လိုင်းကြီးကတင်ပေးထားတဲ့နီးနာတွေပါငငယ်ရွယ်ရွယ်နဲ့ ရုပ်မာနီမျိုးစုံတက်နေကြပြီလို့ဆိုရပါလိမ့်မယ်။ရဲဘော်တွေနဲ့ကြီးစားဖြစ်အောင်ဖန်တီးပြီးတော့သတင်းစုံစမ်းတာမျိုးလည်းလုပ်ပါသေးတယ်။အဲ့ဒါကလည်းစစ်ထောက်လမ်းရေးတွေအများသုံးလို့ရှိတဲ့ရုပ်ရုံမာမာနီးနာပါ။ဒါတော့အသေးမြတ်နေပြတော့မှာပေါ့နော်စစ်ကောင်စီရဲ့တချို့ဒလန်ထောက်လမ်းတဲ့ပုံစံနဲ့ပတ်သက်ပြီးတော့မှာသူတို့အရင်ကတည်းကလုပ်ခဲ့တဲ့ဒီလန်တွေတိုင်းပြန်ပြတော့မှ၃ပြည့်နေတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်။အခုဆိုရင်လည်းကျွန်တော်တို့အသက်၂၀ရွယ်ပတ်ချာလူငယ်လေးတွေအသုံးပြုပြီးတော့မှစက်ကွန်စီအနေနဲ့တရင်ထောက်လမ်းမှုတွေစက်တိုက်လို့ဆောင်နေတာဖြစ်ပြီးတော့မှကျွန်တော်တို့ Monthly PDF တာမှာက ဂျန်နက်တော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေထဲမှာလည်းဒီလိုမျိုးရှိကောင်းရှိနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တွေနဲ့ခွေးရဲ့တပ်ဖွဲ့တီတီမှာဒီချားလေးကိုစစ်စစ်ပြီးတော့မှအေးအေးယူတင်တာတွေလို့ဆောင်တင်နေတာပဲဖြစ်ပါတယ်။စစ်ကောင်စီနေနဲ့သူတို့တက်တိုင်းရှုံးနေရတဲ့အချိန်မှာတပ်ဖွဲ့မှာဆိုတော့ကျွန်တော်တို့တော်လိုင်းရဲ့ဘော်တွေကိုသွေးခွက်တက်ရှုတဲ့နေလာတဲ့မျိုးမျိုးတုံးပြီးတော့မှအခုဆိုရင်ဒီတရင်ပေးတက်ရှုတွေကိုကျွန်တော်တို့တော်လိုင်းရဲ့ပစ်ချောင်းပေါ့နော်သူတို့အနေနဲ့စတင်ပြီးတော့မှပို့လို့ပြီးတရင်တွေနိုင်ယူနေတာပဲဖြစ်ပါတယ်။ဒါတွေကိုကျွန်တော်တို့အနေနဲ့အမြန်ဆုံးသတ်ရှိဖို့လွှမ်းနေတာပေါ့နော်။ ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တမိတဆွင့်သူဝန်နေပြီးတော့ပြောဆိုထားတဲ့သူ့ရဲ့ကြောက်စစ်ကောင်ဆဲနေပြီးတော့မှထောင်ထဲနဲ့ထုတ်ပြီးတော့မှရှီတောင်ပို့လို့တာအခုချိန်ထိပြန်မရောက်သေးဘူးဆိုတဲ့အကြောင်းကိုတင်ဆက်ထားတဲ့တဲ့ရင်လေးကျွန်တော်တို့ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တမတော်တွေကစကားသံအစီအစဉ်အနေနဲ့တပ်ပြင်းနေရဲမေတဝီတာပြပူလာတဲ့စာလေးကိုဖတ်ပြပြီးမှာပဲဖြစ်ပါတယ်ရှင်ညီမကအမှတ်6006တင်ကားတရင်မှာအမှတ်306ချီလင်းတရင်အဖြစ်ဖွဲ့စည်းပြီးစစ်စင်ရေးတာဝန်ထမ်းဆောင်နေတဲ့စစ်တီတဝီရဲ့ဇနီးပါ အမအမျိုးသားစစ်တီဟာစစ်ပြေးမှုနဲ့အချင်းကြနေရာကလူငင်းခွင့်ပေးပြီးတနည်းစစ်မှုထံခိုင်းလို့တက်သေးပြန်ဝင်ခဲ့ရတဲ့သူပါအမအမျိုးသားနဲ့အတူပြန်ပြီးတာဝန်ထမ်းဆောင်တဲ့စစ်မှုထံစစ်တီ58ဦးရှိပါတယ်သူတို့ကိုတတ်မှတ်စစ်မှုထံကာလတနည်းပြည့်ပြီဖြစ်ပေမဲ့အခုထိပြန်မလွတ်ပေးကြသေးပါဘူးထောင်ထဲကနေပြန်ခေါ်တော့ကတနည်းစာချုပ်နဲ့ခေါ်တာပါတည်ရင်လည်းနင့်နာကြရမယ်ဆိုပြီးပြောပါတယ်တကယ်တမ်းတည်တော့ဘာခံစား권မှလည်းမရကြပါဘူး အခု306တိုင်ရင်ကစကိုင်းထိဆိုင်မြို့မှာပါညီမတို့အမျိုးသားတွေကိုဘယ်ချိန်မှပြန်ခိုင်းမှာလဲရှင်အမှန်ဆိုတမတော်ခေါင်းဆောင်နေအနေနဲ့ဂရိတီးရမယ်လေအခုလို့အချိန်မှလောင်းလောက်ငယ်သားတွေအပေါ်ဂရိမတီးကြဘူးစခေါ်တဲ့အချိန်တုန်းကလည်းမိသားစုတွေနဲ့ပေးမတွေ့ပဲလှည့်ပတ်ပြီးတော့ခေါ်သွားကြတာပါဘယ်နေရာသွားပြီးတင်းနန်းတက်ရမလဲမသိနောက်ဆုံးကွင်းကောက်မှာတင်းနန်းတက်ပြီးတင်းနန်းဆင်းတာနဲ့စကိုင်းကိုတန်းပို့ခံရတာပါပဲလိုင်းကလည်းကြာကြာမှပေးသုံးတာမို့အမားတို့လည်းစိတ်ပူပါတယ် နှစ်လဲပြည့်နေပြီဆိုတော့သူတို့လည်းပြန်လာခြင်းပါပြီနောက်ထပ်စစ်မှုထမ်းနေတာခေါ်နေကြတာတခါတည်းတည်တွင်နေပို့တယ်လို့ပါပဲနိုင်ငံအတွက်အသက်တွေပေးရတာတန်မမတန်တော့လားစစ်တပ်ကိုမမုံပါဘူးအထက်လူကြီးတွေအစင်စင်ကဂရိမတီကြတာကိုပြောချင်တာပါအမလိုပဲခင်မုံဖြစ်သူကိုမျှော်နေကြတဲ့သူတွေလည်းရှိကြပါသေးဒါကြောင့်ဒေါနာကိုအကူအညီတောင်းတာပါလို့စာရေးသားပြပလာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာတက်မတော်တာအရာရှိစစ်တီတွေအင်အောင်တဲ့ရဲမေတွေနဲ့တက်မိသားစုဝင်ရဲ့အခက်အခဲကို အများကတည်အောင်ကင်းဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တပ်မတော်သားအရာရှိစစ်တီတွေအင်တာနက်ရဲမေတွေနဲ့တပ်မိသားစုဝင်တွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်စီရင် message box ကနေတစင်စာပေးဖို့ပြီးပါဝင်နိုင်ပါတယ်။ပေးဖို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။တို့ကိုယ်တိုင်လည်းအခုဆိုရင်တို့ကိုပြန်ပြတော့မှာပေါ့နော်။ဒီတွေနဲ့ပို့ခံနိုင်ပြီဆိုတဲ့အကြောင်းဝန်ခံပြောချတော့တာပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကြားထက်အတိုင်းပဲဒီစစ်တဲ့ရဲမေတို့ကနေပြီးတော့မှသူယောက်ချဆွန်လဲ ီတပြေးမှုနဲ့ထောင်ချခံပြီးတဲ့နောက်ပိုင်းမှာရှီတောင်ပြန်ပို့လို့ခံရတာပြပြမသူရဲ့ဒီစာချုပ်အတိုင်းပေါ့နော်ပြင်မိတာတော့မှအခုဆိုရင်ပြန်မလို့တေးဘူးဆိုပြမပြောဆိုထားပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်အလုံးတည်ထားတဲ့အတိုင်းပဲစစ်ကောင်စီရရှိတာတော့လုံးဝဂရီဖောက်ဖြစ်ပြီးတော့မှခုဆုံလဲကြာဆုံးတော့တဲ့သူတို့ဒီစစ်ကောင်စီတပ်သားတွေတော့ရက်တင်ထိုက်တဲ့အကျိုးခံစားခွင့်တွေတော့မှမပြတော့ဘူးလို့ကျွန်တော်နောက်ထပ်ချက်တည်ရပဲဖြစ်ပါတယ်ဒီလိုမျိုးအဂရီလေးစာပြတော့မှကိုရဲဘော်တွေထိုးကျွေးနေတဲ့စစ်ကောင်စီရရှိနေတဲ့လူကြီးတွေကဆိုတော့ ခုဆိုရင်တမီတာဆိုတဲ့ကိုယ်တိုင်ကနေပြီးတော့မှရွှန်ရှာမှုတည်လာကြတာပြီးပြီးတော့မှကျိုးဘက်ကောအလင်းမြန်ဆုံးကုပြောင်းတင်နေတာပဲဖြစ်ပါတယ်ဒါမှမဟုတ်ဘူးဆိုတော့ဒီလိုမျိုးဖြစ်ဖြစ်မျိုးတွေဆက်လက်ပြီးတော့မှကြုံတွေ့ရမှာပေါ့နော်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဘောမဆော်ပွင့်ရနေပြီးတော့မှတင်လေထိန်းချုပ်ထားတဲ့နောင်ချုံမျိုးမှကြားခင်မှာစစ်ကောင်စီရနေပြီးတော့မှပြန်လဲရရှိတော့မယ်ဆိုပြီးတော့မှအချောင်ပြောဆိုထားတဲ့အားလဲကျွန်တော်တို့တစ်ချက်တော့ကြည့်လိုက်ရအောင်နော်မကြခင်နောင်ချုံပြန်ရတော့မယ်နောင်ချုံเนาะအမှအခုကြည့်လိုက်အဲကားတွေအားလုံးကနောင်ချုံကိုသွားနေတယ်ပေါ့နော်ဒါ အဲစီကားတွေလားဘာတွေလားတော့ကျွန်တော်လည်းမသိဘူးတလဲရေလို့တော့ပြောတာပဲဒါကြမ်းပေါ်တဲ့အချိန်မျိုးလို့ပေါ့နော်အခုကျွန်တော်ကနှောင်းချိုးပေါ့နော်နှောင်းချိုးနဲ့ခုနှစ်မိုင်ပဲခုနှစ်မိုင်လောက်ပဲဝေးတော့မယ်နေရာကနေကျွန်တော်ပြန်လာတာငုတ်ကလေးပေါ့နော်အဲဟိုဘက်မှာဆိုလေချင်းကိုရွှေညောင်းပင်ငုတ်ကလေးဟိုဘက်တိုင်းကြောက်ကြမ်းပေါ့နော်အဲအနေခုပြန်လာတာခြေတန်းမှာကျွန်တော်တို့စစ်သားလေးတွေပေါ့နော်ဆက်လိတ်ဆိုတာစစ်သားတွေတော့ကအသေးသေးပဲလေအဲဆက်လိတ်လေးတော့ ဘောနော်အခုလိုဒီမှာမိုးကပေါ့အရှိမဆိုရင်တွေ့လိုက်မယ်မိုးကစိမ့်နေအဲ့လိုမျိုးမိုးကတွေကျွန်တော်လိုရတယ်ဘောနော်လိုရလို့အဲလူခဲ့ပြီစလိတ်က3လေးတောင်လောက်ရှိမယ်နော်မိုးကတွေလူခဲ့ပြီဘောနော်လူခဲ့ပြီဒါဒါမျိုးလေးတွေအဲအဲ့တော့ဒီမှာကြည့်ဒါနောင်ချိုသွားရမယ်နောင်ချိုသွားခိုင်းနေပြီနော်အဲ့မှာကြည့်9နာရီနေနေကြည့်လိုက်အကြမ်းနောင်ချိုကိုကျွန်တော်တို့တက်မတော်ကနော်ပြန်လဲရောက်ရှိတော့မှာဖြစ်တယ်နောင်ချိုကပြည်သူလူတွေလေးပဲကြီးနေတာနော် နော်အကြမ်းဖက်တဲ့နိုင်ငံတောင်းကျမ်းသူတပုံတွေနဲ့ဒေသူကခမားတို့အတွက်နှွေးတွေမှုပေးနိုင်မလဲဆိုတာကိုခမားတို့စောင့်ကြည့်ပါနော်အဲ့တော့တက်မတော်ရဲ့အရေးအောက်ဝါသားအောင်မှာရှိတဲ့ဟာတွေကမလွတ်ပါဘူးခမားတို့ကတက်မတော်ကိုဝါရမိုင်းတိုက်တာလေးတစ်ခုလေးနဲ့ပေါ့နော်အာစစ်တပ်ဆိုမကောင်းဘူးလို့ဘာလို့ညာလို့ခမားတို့ရဲ့အဲ့လိုမျိုးစစ်သားတွေကဘာဖြစ်နေစစ်ခိုးတွေပါခမားတို့ပဲပြောတာနော်တကယ်တမ်းညာအခုဟိုတကယ်ဖြစ်လာတဲ့အချိန်ညာတော့ညာခမားတို့စဉ်းစားလေခမားတို့ဆူတောင်းလေနော်အာစစ်တပ်ကိုပဲလူလာတာတက်မတော်တက်မတော်သားတွေကိုပဲလူလာတာမလားဟုတ်တယ်မလား အခုကြည့်လေတော့တော့မတားခင်ဆီယမရောင်သွားနေနော်အဲ့တော့ကျွန်တော်တို့ကအခုနောင်ချိုကနောင်ချိုနဲ့ခွန်မန်လောက်ဝေးတဲ့နေရာကနေပြန်လာတာနော် ပြန်လာတော့ဟိုကျွန်တော်တို့ရှေ့တန်းမှာလည်းကျွန်တော်မေးကြည့်လေမေးကြည့်တော့အားရဲသဘုံတွေကမရှိတော့ဘူးတဲ့နောင်ချိုမှာလည်းတပန်းကိုင်းတော့ပါလို့ခိမ့်မှာတယောက်နှစ်ယောက်ပဲတဲ့အများကြီးရဲ့လောက်ထိမရှိတော့ဘူးတဲ့စစ်တက်လာမယ်ဆိုတော့တီတော်တဲ့ PDF တွေကလည်းအပြေးကိုပြီးတဲ့အဲ့တော့ PDF ကလည်းအယောက်20ကျော်လောက်ဟိုဘောနော်အင်းဦးလေမြို့ထဲမှာ မြို့ထဲမှာဟိုဟာဟိုဟာတဲ့အဲလာပြီးတော့ခိုးအောင်နေရတယ်တဲ့ဒါပေမဲ့ပြင်ဦးလေးမြို့ကိုဖျက်ဆီးဖို့တော့မဟုတ်ဘူးတဲ့သူတို့ဒီမြမတက်မတော်ဘူးပေါ့နော်သူတို့ဟိုမတိုက်ချင်တော့ဘူးပေါ့နော်မနိုင်လည်းမနိုင်ဘူးပေါ့ဒီတိုင်းသားလည်းနဲ့ကိုင်းတောင်းကျန်သူတပုံလေးတော့ဒီနီချောင်ပေါ့နော်နီပိန် NND အဲလက်ထက်ကနော်နီပိန်နီချောင်ကိုကျိုးစီးပွားရှာတဲ့နော်အစိုးရရဲ့ခြေခိုင်းမှုမှာလူငယ်တွေအများကြီးတည်သွားတယ်တဲ့အဲအကြောင်းမလို့တဲ့အခုကျွန်တော်နောက်ကျောပြန်လာတာနောက်ကျောနဲ့ခုနှစ်ပိုင်းပဲဝေးနေရတယ်ပြန်လာတာ ဘိုးရင်ကတော့ပြောလိုက်လေကြီးလေချင်းနဲ့ပေါ့နော်အရင်ကတည်းကသူတို့အနေနဲ့နောင်ချိုမျိုးရရှိတော့မယ်စပရီမာပြောဆိုနေပြီမဲ့အခုချိန်ထိကျွန်တော်တင်းနေလေးကိုတောင်မှလုံးဝကိုမနိုင်တည်တာပဲဖြစ်ပါတယ်ကျွန်တော်စစ်ကောင်စီထိန်းချုပ်ထားတဲ့မျိုးတွေကဆိုတော့တခိုးချပိုးတွေနဲ့လူသက်မှုတွေလည်းများစွာဖြစ်နေတာဖြစ်ပြီးတော့မှအခုရပိုင်းကျွန်တော်ကြာတည်တဲ့အတိုင်းပဲလတ်ချိုမျိုးကိုစစ်ကောင်စီကနေပြီးတော့မှပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ချိန်ကနေစတင်ပြီးတော့မှအခုချိန်မှာတော့တခိုးရများမှုတွေများစွာဖြစ်ပေါ်နေတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ထပ်ပြီးတော့မှတည်ရတာပဲဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီအနေနဲ့ကတော့သူတို့ထိန်းချုပ်လိုက်ပြီဆိုတော့ ဲ့ဒီနေရာတွေတာတွေမှာတော်တော်လေးဟုတ်ပါเนาะကိုဆွလူရမှုတွေများစွာဖြစ်ပေါ်နေတာပြပြမှာစည်းကမ်းဥပဒေတွေလုံးဝမရှိတော့ဘူးဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့မှတရတာပဲဖြစ်ပါတယ်ဒီဘောမှာအောက်တန်းဆက်တွေရနေပြမှာသူတို့တိုက်တိုင်းအနိုင်မရရှိတာမို့လို့တိကျအကုန်နဲ့ဟုတ်ဆိုရင်သူတို့လဲလို့ဆုံရှုံထားတဲ့နေရာတွေတာတွေပြန်ပြမှာလူချင်းနေကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မြို့ဆိုတော့အစုကနေပြမှာကျွန်တော်ဒီနေ့ခင်းပိုင်းမှာကြားသိရတဲ့အတိုင်းပဲ မြရစကားနေပြီးတော့မှပေါ့နော်ဒီထောင်ဝင်ထမ်းတွေနဲ့ပူပေါင်းပြီးတော့မှနိုင်ကျင်းတွေကိုဖိနှိပ်အနိုင်ကျင်းနေတယ်ဆိုတဲ့သတင်းပေါ်မှာဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အထောင်ထဲမှာမြရစကားနိုင်ငံရေးအချင်းသားတွေကိုရိုက်နှက်နှိပ်စက်နေတယ်ဟုတ်အကစားအတူတူကြအလုပ်ပြီးတယ်တောက်လျှောက်ရိုက်တယ်တချို့ဆေးအောင်တော့တင်ရတယ်ဆိုတဲ့ဟာတွေကိုကျွန်တော်ဖတ်ဟုတ်ကဲ့အဲ့တော့ခမရကလည်းအမှန်တရားတိုင်းပြောတယ်ကောအမှန်ပေါ်မှာလည်းခမရပြောရေးတယ်ကောအချင်းသားလည်းပြည့်ခဲ့မှုတွေလူတယောက်ဆိုတော့ထောင်ထဲမှာ အကျဉ်းသားတယောက်ကိုအခြားအကျဉ်းသားတယောက်ကအဲ့ဒီလိုမျိုးလက်လွတ်စပင်ရိုက်လို့ရမရဘူးဗျာဟုတ်ဗျာနောက်ဆုံးကျွန်တော်တို့အများသူကသိကြတဲ့အခန်းလူကြီးပေါ့လေတန်းစီပေါ့ဟုတ်ကဲ့တန်းစီကိုနှိုက်ကိုကအဲ့လိုနိုင်တဲ့စီလေးလုံးလို့မရဘူးတော့သူမကျေနပ်လို့ရှင်ဟိုပြောချင်တာအတိတ်ကခုကျူးလွန်လိုက်ဟုတ်ကဲ့အကျဉ်းသားတယောက်ကအဲ့တော့အခန်းလူကြီးကမင်းကိုငါသုံးမမယ်မင်းကိုငါသုံးမရင်ဒီထဲတည်းပြီးမယ်ဟုတ်ကဲ့မင်းကိုသုံးမလို့လက်မခံဘူးဆိုလို့ရှင်မင်းကိုမင်းကြီးကိုခုဟုတ်ကဲ့အဲ့မင်းကြီးရဲ့သုံးမဲ့ချက်မင်းလက်ခံဟုတ်ဆိုတော့ တော်တော်များများရတဲ့အပြစ်လုံးတဲ့ကောင်ကများပါလေ။အပြစ်လုံးမှသာလေဒီကိုညှိကြတာပေါ့။မှန်ပါလေ။အဲ့ကြတော့ဒက်လူကြီးပဲသုံးပါပါဆိုပြီးတော့အထူးကံကြိတ်ကံပေါ့ဗျာထောင်ထဲမှာတော့ဟိုသုံးပါတာဒီနေ့ပဲရှိအောင်လို့အဲ့လိုပဲသွားကြတာများတယ်။ရွေးချယ်တယ်မှခုပေးတယ်ဗျာ။ဟုတ်တယ်။မင်းနောက်မှုဖြစ်တာမလား။ဟုတ်တယ်။ဟလာခန့်လူကြီးအဆောင်မှုကသုံးပါတာလက်ခံသုံးပါတာကိုလက်ခံမလား။ရိုက်နဲ့သုံးပါတာကိုလက်ခံမယ်လို့ပြောချင်တောင်မှဟိုကျိုးအောင်ပဲ့အောင်ဟလာပူရောင်သွားအောင်ဟိုဒီကောင်လေးစားထဲမှာရေးထားတာဗျာ။အဲ့ဒါမင်းရစားတဲ့ အဲ့ဒါဂျင်းစီလိုလိုကြလိုလိုကြီးနေရှင်းပြောတော့ဂျပန်ကင်းမိတိုင်းလိုပေါ့အဲ့ဒါဒီကနိုင်ငံရေးအကျဉ်းသားတွေကိုအရေးကြနဲ့ကြတယ်ဒါတွေကပုံရိပ်ဖြစ်တာပဲမှန်တယ်မှန်တယ်ပုံရိပ်ဖြစ်နင်းရစားဟုတ်လားကျွန်တော်ညီလေးပါပဲဟုတ်သူကအမားတစ်ခုကိုသူကျူးလွန်လိုက်ပြီလေလူအများခွင့်မလွတ်နိုင်ကြအမားသူကျူးလွန်လိုက်ပြီအဲ့တော့သူ့ပြစ်ဒဏ်ကိုခံရတယ်အဲ့ဒီချိန်မှာထပ်ပြီးတော့သူ့ကိုလည်းနာမည်မဖြတ်စေချင်ဘူးအကျဉ်းစီလောကကိုလည်းနာမည်မဖြတ်စေချင်ဘူးနောက်တစ်ခါအကျဉ်းသားတွေပုံပါလေ နိုင်ငံရေးကုလုံးလုပ်ပြီးတော့နိုင်ငံရေးအကျိုးအမြတ်ရအောင်နာမည်မဖြစ်စေချင်မှန်တယ်လောကကြီးမှာအကျဉ်းသားဘုရားတော်တော်နာကျင်ကြကောင်းပါလေဟုတ်ပါအကျဉ်းသားဘုရားရောက်နေရတဲ့လူတွေကိုမှထက်ပြီးနာမည်ဖြစ်လာလို့ကျွန်တော်ကြိုက်ဘူးမြို့ဆိုတဲ့နှကောင်ကနေပြီးတော့မှခုဆိုမြန်စာကနိုင်ငံရေးအကျဉ်းသားတွေပေါ်မှာဘာမှကိုထီလေးကိုကျွလုံခဲ့တာတွေမရှိခဲ့ဘူးစပရမပြောလို့မျိုးဆန်ပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်တတင်းတွေကဒီတတင်းအရဆိုတော့တော်တော်လေးကိုခိုင်းလုံတာပြီးပြမမြန်စာဆိုလဲကျွန်တော် ထောင်ထားနေတဲ့ပူပေါင်းပြီးတော့မှနိုင်ကျင်းတွေပေါ်မှာရဲဆက်ဆက်နဲ့ပါနော်ဒီလိုမျိုးဖိနေနိုင်ကျင်းပြီးတော့မှရဲနေမှုတွေလည်းရှိခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုထပ်ပြီးတော့မှကြားသိရတဲ့ပဲဖြစ်ပါတယ်အလိုကောင်တွေတို့တွေနဲ့ဒီချာလေးကိုမတတ်ထားပြီးတော့မှထောင်ထဲကထွက်လာတယ်ဆိုတော့ဒီချာကျွန်တော်တို့အနေနဲ့ပြန်ပြီးတော့မှ voucher ဆုပ်ပေးရမှာပဲဖြစ်ပါတယ်ဒီတော်လိုက်မှာပြီးသူတွေပေါ်မှာနန်တစီနင်းလုပ်ပြီးတော့မှအချင်းပြချစားပြီးတော့မှကိုကျိုးရှာနေကြတဲ့အုပ်စုတွေလည်းရှိတာမလို့ကျွန်တော်တို့ဒီတော်လိုက်မှာဆိုတော့ account တွေလည်းတခါတည်းအဖြစ်ပေးအရေးယူတော့ရမှာပဲဖြစ်ပါတယ် ။ကဲကျွန်တော်နောက်ဆုံးဗီဒီယိုတဘောအနေနဲ့ခေတ္တကသတင်းတဘောလေးနားထောင်ကြည့်လိုက်ရအောင်နော်။ကချင်ပြည်နယ်ဖက်ကံမြို့နယ်ကလုံခင်ကျေးရွာအနီးမှာစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်နဲ့ KIA PDF ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေနဲ့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့မေလ29ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲဖက်ကံမြို့နယ်လုံခင်ကျေးရွာအနီးစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေရမှာ။ ဒီကနေ့မေလ28ရက်နေ့မနက်ပိုင်းအထိဆက်လက်ဖြစ်ပွားနေကြတယ်ဆိုပါတယ်အဲ့ဒီစစ်ကောင်စီတပ်ရဲ့ဥတီယာက GIPD ရဲ့ပူပေါင်းတပ်တွေပိတ်ဆို့ထားတဲ့စစ်ကောင်စီတပ်ရဲ့တပ်မကုန်းဘက်ကိုလာဖို့လုပ်နေတာဖြစ်ပြီးအဲ့ဒီသူစစ်တပ်ရဲ့တပ်မကုန်းကတော်လိုင်းရင်တပ်တွေရဲ့ပိတ်ဆို့တာကိုခံထားရတော့ဘာမှလုပ်မရဘဲစစ်ကူစောင့်နေတဲ့သဘောမျိုးဖြစ်နေပြီးအခုတိုက်ပွဲဖြစ်တော့အဲ့ဒီပိတ်ဆို့ခံထားရတဲ့တပ်မကုန်းကနေပါလက်နက်ကြီးတွေနဲ့အရသာပြည်သူတွေနေထိုင်ရာဂျေးရွာတွေပါမချန်ပြစ်ခတ်တာတွေလုပ်နေတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ် လက်ရှိမှာတော့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးလုံခင်းဒေသကပြည်သူတို့လည်းစစ်ဘေးရှောင်သွားတာတွေရှိသလိုတချို့လည်းဆက်ရှိနေပြီးတော့စည်ရဲအခြေအနေကတင်းမာနေတုံးပဲလို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာ။နောက်တော့ကျွန်တော်ဖောက်ကမြို့နယ်လုံခင်းကျေးရွာနီးမှာဆိုတော့ကြယ်ရင်နဲ့စစ်ကောင်စီတပ်တို့ကတော်လို့တိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့အကြောင်းကြေထပ်ပြီးတော့မှတရတာပဲဖြစ်ပါတယ်။အင်အား6ရွာနီးပါနဲ့စစ်ကြောင်းထိုးလာပြင်မဲ့ခုချိန်မှာတော့အင်အားတရာနီးပါလောက်ပဲကျန်ရတာပြီးတော့မှ KPD ပူအောင်တပ်ဖွဲ့ဝင်တွေကနေပြီးတော့မှနေကောင်တွေဖောက်ကမြို့အထိ မြောက်ရှိလာနိုင်အောင်ခုဆိုရင်အမုံကျိတ်တက်ခိုင်းနေတာပဲဖြစ်ပါတယ်စခွေတွေကတော့ကျတို့ပေါ့နော်ဒီတက်ခိုင်းပြီးသူတွေပေါ်မှာဖန်းစီမှုတွေရဲနေမှုတွေလည်းလွတ်ဆွန်နေတော့ဖြစ်ပြတော့မှာခုဆိုရင်ကျတို့အလုံးတည်ထားတဲ့တိုင်မှာလုံခင်ကြွာနေမှာဆိုတော့ GAI ဘက်ကနေပြီးတော့မစကောင်စီတက်ဖို့ဝင်ဒီထက်ပို့ပြီးတော့မှာတိုးလာမှုမရှိအောင်ပြန်ပြီးတော့မှာချီမုံတိုးတင်နေတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျတို့တွေနဲ့ဒီဖားကမျိုးပါဝဲဘုံမျိုးမှာလည်းတရင်ကောင်းတွေကြွရမယ်လို့မျော်လင့်ရတာပြီးတော့မှာအားလုံးကိုတက်နေဘက်ကနေပြီးတော့မှာ GAI ပေါင်ချက်နဲ့နေရာပေါင်းဆောင်ကတော်လိုက်တက်ဖို့တွေကို ထောက်ပို့ကူညီပေးကြပါလို့ပြောရတဲ့ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကျေးဇူးပေးကြတဲ့မြို့ပပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမှာချင်တဲ့ပြေဆုံးပြီးတော့မှတာယာရေးချမ်းတဲ့ညချမ်းလေးဖန်ဆင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းစုံကောင်းအောင်တောင်းပေးလိုက်ပါတယ်။